ကုလသမဂ္ဂရဲ့မြန်မာနိုင်ငံလူအခွင့်အရေးအခြေအနေဆိုင်ရာအထူးအစီရင်ခံစာတင်သွင်းသူမစ္စစ်ဆန်ဟီလီရဲ့ခီးစဉ်နဲ့ပတ်သက်ပြီးသူမရဲ့ထုတ်ပြန်ချက်မှာရေဘူးရဆန်နဲ့ဆွဆွဲချက်တွေနဲ့မှားယွင်းတဲ့အချက်အလက်တွေများစွာပါဝင်နေတယ်လို့နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနကဇော်လန်လ22ရက်နေ့ညပိုင်းမှာသတင်းထုတ်ပြန်ခဲ့ပါတယ်။ ဆယ်စုနှစ်များစွာကြုံတွေ့ခဲ့ရတဲ့ပြည်ရင်းပဋိပက္ခအထူးကြံမှုနဲ့ဖွံ့ဖြိုးတိုးတက်မှုနောက်ကျခဲ့တာတွေကြောင့်ဖြစ်ပေါ်တဲ့ပြဿနာတွေကိုဖြေရှင်းရမှာတွေ့ကြုံရတဲ့အခက်အခဲတွေကိုအထူးအစီရင်ခံစာတင်သွင်းသူရဲ့ထုတ်ပြန်ချက်မှာထည့်သွင်းဖော်ပြလိမ့်မယ်လို့မျှော်လင့်ခဲ့ကြောင်းဒါပေမဲ့ထုတ်ပြန်ချက်မှာရေဘူးရဆန်တဲ့ဆွဆွဲချက်တွေနဲ့မှားယွင်းတဲ့အချက်အလက်များစွာပါဝင်နေတာကြောင့်အထူးအစီရင်ခံစာတင်သွင်းသူရဲ့မြန်မာနိုင်ငံခရီးစဉ်ရဲ့အဆုံးသက်ထုတ်ပြန်ချက်အပေါ်စိတ်ပြည့်ရပါတယ်လို့နိုင်ငံတော်တိုင်ပင်ခံရုံးကသတင်းထုတ်ပြန်ခဲ့တာဖြစ်ပါတယ် အထူးစီရင်ခန်းစာတင်သွင်းသူရဲ့ခရီးစဉ်အတွင်းအစိုးရကိုယ်စားလှယ်တွေဟာမြန်မာနိုင်ငံမှာတွေ့ကြုံနေရတဲ့စိန်ခေါ်မှုတွေအဲ့စိန်ခေါ်မှုတွေကိုဖြေရှင်းမှုကြိုးစားမှုတွေနဲ့ပတ်သက်ပြီးဆွေးနွေးခဲ့ကြောင်းအဆိုပါဆွေးနွေးမှုတွေမှာမြန်မာနိုင်ငံပြည်သူတို့ရဲ့အကျိုးအတွက်ငြိမ်းချမ်းရေးနဲ့ဖွံ့ဖြိုးတိုးတက်မှုမြင့်တင်မှုအတွက်အစိုးရကကြေကြေပြန့်ပြန့်ဆောင်ရွက်နေမှုတွေကိုရှင်းလင်းစွာပြောကြားခဲ့ကြောင်းနဲ့အဲ့လိုရင်ဆိုင်နေရတဲ့စိန်ခေါ်မှုတွေကိုကြော်လွှားဖို့တန်ရင်းထံချမှတ်ထားတာကိုလည်းပြောကြားခဲ့တယ်လို့ဆိုပါတယ်။ အထူးစီရင်ခန်းစာတင်သွင်းသူမစ္စစ်စီယန်ဟီလီဟာအစိုးရကိုယ်စားလှယ်အများပြားနဲ့တွေ့ဆုံခဲ့ပါဗျာ အစိုးရအစိုးရကိုယ်စားလှယ်တွေကမြန်မာနိုင်ငံရင်ဆိုင်နေရတဲ့အစိန်ခုံမှုတွေကိုကြုံလှဖို့ကိစ္စမြန်မာနိုင်ငံတဝန်းတည်ငြိမ်အေးချမ်းမှုရရှိဖို့ကြိုးပမ်းနေမှုကိစ္စတွေကိုဆွေးနွေးခဲ့ပြီးလူမှုအတိုင်းအဝန်းတွေအကြားသဟဇာတဖြစ်စေရေးနဲ့ဖွံ့ဖြိုးတိုးတက်မှုရှိစေရေးတို့အတွက်အစိုးရကဆောင်ရွက်နေမှုတွေကိုလည်းအထူးအစီရင်ခံစာတင်သွင်းသူကိုရှင်းလင်းပြောကြားခဲ့တယ်လို့ပါရှိပါရယ်။ဒါအပြင်မြန်မာပြည်သူတရက်လုံးအတွက်ငြိမ်းချမ်းသာယာဝါပြောတဲ့ဒီမိုကရေစီစနစ်ထုံးကားတဲ့နိုင်ငံတကာနိုင်ငံဖြစ်ပေါ်ရေးဟာ မိမိတို့ရဲ့ပြတ်သားတဲ့ရည်မှန်းချက်ဖြစ်ပြီးအရေးပါတဲ့ကြိုးပမ်းမှုတွေဆောင်ရွက်နေပေမဲ့လည်းစိန်ခေါ်မှုများစွာရှိနေသေးကြောင်းနဲ့အိမ်စိန်ခေါ်မှုတွေကိုချက်ချင်းဖြေရှင်းနိုင်မှာမဟုတ်ကြောင်းနိုင်ငံနဲ့အဝန်ရေရှည်တင်းနေတဲ့ငြိမ်းချမ်းမှုရရှိရေးဟာမိမိတို့ရဲ့ပထမဦးစားပေးကိစ္စဖြစ်ပြီးအားလုံးအတွက်လွတ်လပ်ပြီးညီမျှတဲ့အခွင့်အရေးတရားမျှတမှုရှိရေးမှုအပေါ်အခြေခံတဲ့ Federal Democracy ပြည်အောင်စုစနစ်တရက်ကိုတည်ဆောက်ဖို့အစိုးရကတနင်္ဂနွေချထားတဲ့အကြောင်းထုတ်ပြန်ခဲ့ပါတယ်အထူးစီရင်ခံစာတင်သွင်းသူ Mrs. Yanhili ဟာ မြန်မာနိုင်ငံကိုစက်ထမအကြိမ်မြောက်ခရီးစဉ်အဖြစ်ဇွန်လလ10ရက်နေ့ကနေ21ရက်နေ့အထိလာရောက်ခဲ့တာဖြစ်ပါတယ်။ဒီခရီးစဉ်နဲ့ပတ်သက်ပြီးဇွန်လလ21ရက်နေ့ညနေပိုင်းကရန်ကုန်မြို့ချက်ထရီယံဟိုတယ်မှာသူမရဲ့ခရီးစဉ်နဲ့ပတ်သက်တဲ့သတင်းစာရှင်းလင်းပွဲကိုပြုလုပ်ခဲ့ပါတယ်။အဲ့ဒီသတင်းစာရှင်းလင်းပွဲမှာ Mrs. Yehili ကခရီးစဉ်အတွင်းကုလသမဂ္ဂအချက်အလက်ရှာဖွေရေးမစ်ရှင် Fat Finding Mission လုပ်ငန်းစဉ်နဲ့ပတ်သက်ပြီးမလုံဆောင်မှုအတွက်မြန်မာအစိုးရရဲ့တောင်းဆိုမှုကိုအံ့ဩခဲ့ရကြောင်း ၎င်းရဲ့လုံပိုင်ခွင့်နဲ့အချက်အလက်ရှာဖွေအဖွဲ့လုံပိုင်ခွင့်တွေဟာမတူဘဲတိကျစီဖြစ်ကြောင်းအဲ့လိုတောင်းဆိုပြီးအမကန်ချက်ပေးဖို့ဆောင်ဆိုင်နေကြတာကြောင့်သူမရဲ့ခရီးစဉ်ကိုနှောင့်နှေးစေခဲ့ကြောင်းဒီလိုလုံဆောင်တာဟာအထူးအစီရင်ခံစားတင်သွင်းသူရဲ့လွတ်လပ်စွာလုံပိုင်ခွင့်ကိုနှောက်ရက်သလိုဖြစ်နေကြောင်းနဲ့သွာလာလိုတဲ့နေရာတွေကိုသွားခွင့်ပေးဖို့အတည်ပြုချက်ပေးရမှာလဲအစိုးရအနေနဲ့နှောင့်နှေးနေကြတဲ့အပါအဝင်နောက်ရောက်ခံလိုက်တဲ့ဖြစ်စဉ်တွေရှိခဲ့တဲ့အကြောင်းပါဝင်တဲ့သတင်းထုတ်ပြန်ချက်တရက်ကိုထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။